ဒီပိုင်းဆမှာကတော့မတော်ဆဖတ်မိသွားပြီးတော့ကြောက်ကြီးလေးလိုဖြစ်သွားကြတဲ့ချောင်းသားနဲ့ဂိုချောတို့ကအသီးစိတ်ပြန်ဝင်လာပြီးတော့ဖတ်နေရကနေတယောက်ကိုတယောက်လှုပ်လိုက်ကြပါတယ်။ချောင်းသားတော့ဂိုချောက0782ဆိုတဲ့စုံတော်လေးဖြစ်နေပန်းကိုတီသွားတဲ့ကဂိုချောကိုစိုက်ကြည့်ပြီးတော့ဦးချောင်းချောင်းကြီးဖြစ်နေခဲ့တာပါ။နောက်ပြီးတော့ဂိုချောတယောက်သူ့ကိုယ်သူအဲ့ဒီစုံတော်လေးဆိုတာဖွင့်မပြောပဲဘာတောင်ဖုံးကွယ်ထားခဲ့တာလဲဆိုတာကိုချောင်းသားလည်းအကျန်းကိုတီးကျင်နေခဲ့ပါတယ်။အဲ့ဒါမှတော့ချောင်းသားဂိုချောရဲ့မိဖို့ကန်းထဲမှာဟင်းချက်ဖို့ပြေးစင်းနေတဲ့ ကိုချော့ဆန်းသက်ခြင်းနဲ့အတွက်0782ပိုင်ရှင်စုံတော်လေးနဲ့ပတ်သက်ပြီးတော့စကားဆားခဲ့ပေမယ့်ကိုချော့တော့ဝေးဝိုက်ပြီးတော့ပဲမသိကြံဆောင်နေခဲ့တာပါ။ချောင်းသာဘလောက်ပဲပြောပြောကိုချော့ကတော့သူ့ကိုဘူဆန်သားစုံတော်ငယ်လေးလို့မထင်အောင်တေချာလေးဝေးဝိုက်ပြီးတော့ရှောင်းနေတာကြောင့်ချောင်းသာလေးတိတိနဲ့လိန်ခံနေရတာကိုဦးရီရားပြီးတော့သူမဟင်းချက်ပြီးမှခေါ်လိုက်မယ်လို့ပြောကသူမအနာကနေခဏထွက်သွားခိုင်းလိုက်ပါလေ။ခဏကြာတဲ့ခါမှတော့ချောင်းသာလေးစားကြရီအစင်းသိပြစ်ပြီးမို့လို့ကိုချော့ကိုလမ်းခေါ်ခဲ့မယ်ကိုချော့က DVG နဲ့အိပ်ပျော်နေရကြောင့် ။ချောင်းသားလေးအိပ်ပျော်နဲ့ကိုချောကိုခုံမမာရှိတဲ့ဆောင်းလေးခြုံပေးခဲ့လိုက်ပါလေ။အဲနောက်ချောင်းသားကိုချောကိုတေချာဆိုင်ကြည့်ရင်လည်းသူမနဲ့စားတွေ့ချိန်ထဲကလက်ရှိချိန်ထိသူမမအပြေးဝကာကွယ်ဆောင်ရှောက်ပြီးတော့အရှိကနေရက်တီပေးခဲ့တာတွေပြန်စင်းစားရတဲ့သဘောကျနေခဲ့ပါလေ။အဲနောက်ချောင်းသားလေးအဆောင်ကိုပြန်ဖို့အလုပ်ကောင်းတော်ဘမတင်ထားတဲ့ဓာတ်ပုံလေးကိုမြင်သွားပြီးတော့ကိုချောကတကယ်ပဲ0782ပိုင်ရှင်စုံတော်လေးဖြစ်နေခဲ့တယ်ဆိုတာကိုအသေးချာသိခွင့်ရသွားခဲ့ပါတော့လေ။ဓာတ်ပုံလေးထဲမှာတော့လွန်ခဲ့တဲ့25နှစ်ကချောင်းသားပူဆံကိုရောက်လာတော့ကိုချောရဲ့အမေဖြစ်သူရဲ့ ချောင်းကြိုင်ကိုချောရဲ့၃ယောက်တူရိုက်ထားတဲ့ပုံလေးကိုကိုချောကလက်ရှိချိန်ထိအမှတ်တရအနေနဲ့တင်ထားခဲ့တာပါအဲလိုနဲ့ချောင်းသားတယောက်အဆောင်ကိုပြန်အောင်ချိန်မှာတော့အဆောင်မှာချောင်းသားနဲ့ဆက်ဆံရင်တိတ်အစင်မပြေတဲ့မိန်းကလေးကမိဘကန်းထဲမှာစားစရာကြီးထားပေးသွားလို့ဂျေစုတင်ကြောင်းလာပြောခဲ့ပါတယ်ချောင်းသားလည်းကောင်းကောင်းစားခဲ့ပြီးတာပါပဲဆိုပြီးတော့ပြန်ပြောပြီးမယ်မိန်းကလေးကတော့သူများပစ္စည်းကိုလက်ကားမယူတတ်ဘူးလို့ပဲပြန်ပြောခဲ့ပါတယ်အဲနောက်မိန်းကလေးကသူမကျွမ်းကျင်တဲ့အနိုင်ပညာရတဲ့ချောင်းသားကိုဂျေစုတင်ကြောင်းပြခြင်းနဲ့ဆိုပြီးတော့ပြောလာတဲ့အတွက် ဆောင်သားလည်းအနှိမ့်ခံတဲ့စကားတွေအများကြီးပြောပြကြပြီးမိန်းကလေးနဲ့ရင်းနှီးမှုရာသွားခဲ့ပါလေ။အချိန်အဆောင်ရှိမှသတင်းတောက်တွေရောက်နေကြောင်းဆောင်သားရဲ့တငယ်ချင်းကလာပြောခဲ့တာကြောင့်ဆောင်သားလည်းအဆောင်ရှိကိုချက်ချင်းထွက်သွားလိုက်ပါလေ။ဆောင်သားရောက်လာတဲ့ခါမှာတော့သတင်းတောက်ကသူဟာဆောင်သားရဲ့မန်နေဂျာစီမှာသတင်းကိုခွင်တောင်းခဲ့ပေမဲ့တစ်ဖက်ကအကြောင်းမပြန်တဲ့အတွက်အဆောင်ထိရောက်လာခဲ့ရတယ်လို့ဆိုပါလေ။ဆောင်သားတော့သတင်းတောက်ကိုသူမကလက်ရှိမှာအမှုပညာကိုပဲအောင်ဆိုင်ချင်သေးတဲ့အတွက်ဒီကြားထဲမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအချိန်တစ်ခုကြာရင်ချပြပါမယ်ဆိုပြီးတော့ကြည်ကောင်းအောင်ပဲပြန်ပြောလိုက်ပါလေ။ဒီနောက်ကတော့သူဒီနေရာကမပြောင်းခင်မှာပဲ ချောင်သာနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့သတင်းတစ်ခုပေါက်ကြားတော့မယ်ဆိုပြီးတော့ရိတ်မှတ်ပေးခဲ့တာကြောင့်ချောင်သာနဲ့သူမဘာမှမလုပ်ရပါပဲနဲ့ဘာသတင်းတွေများပေါက်ကြားအောင်ပါလေဆိုပြီးတော့စိတ်ဝင်စားသွားပါလေဒါမှမဟုတ်လေကိုချောတယောက်အဲ့ရကနေနိုးလာတဲ့ချိန်မှာချောင်သာကိုမတွေ့တော့တဲ့အတွက်မိဖို့ကန်းတဲ့တစ်ချက်လမ်းခေါ်ကြည့်ပြီးမယ်ပြန်ထူးတယ်မှကြားတာကြောင့်ချောင်သာပြန်သွားခဲ့ပြီဆိုတာကိုသိသွားပါလေအန်နာစွဲပေါ်မှာချောင်သာချက်ပေးခဲ့တဲ့စားစရာတွေနဲ့ကောင်းကောင်းစားပြီးတော့နေကောင်းအောင်နေဖို့အတွက်ချောင်သာရေးချန်ခဲ့တဲ့စားလေးကိုမြင်ပြီးတော့ကိုချောလေးအရန်သဘောကျသွားပါလေကိုချောကသမင်းစားနဲ့တီဗီဖွင့်ဖို့ကြည့်လိုက်တဲ့အခါမှာ ဘူဆန်းရိုက်ကွင်းမှာဝမ်ဘန်းကခြောင်ကြကိုဓမိမှုပေးနေပုံရိပ်တွေကိုဝမ်ဘန်းနဲ့တကြောပြန်အင်ဆာရာတို့တွဲနေကြပြီလားဆိုတဲ့သတင်းကောင်းစင်နဲ့အမျိုးမျိုးထင်ကြေးပေးပြီးတော့သတင်းတွေတင်ဆက်နေအောင်တွေးလိုက်ရပါတယ်။နောက်တစ်မှာတော့ခြောင်ကြဒူဝန်စီသွားပြီးတော့လက်ရှိသူမနဲ့ဝမ်ဘန်းတို့တွဲနေပါတယ်ဆိုတဲ့သတင်းတွေကသတင်းမှားတာဖြစ်ကြောင်းကိုကုမ္ပဏီဘက်ကနေဖြေရှင်းပေးဖို့ပြောနေခဲ့ပါတယ်။ဒူဝါတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ညင်းမာမဟုတ်တယ်လို့တွဲနေပါတယ်ဆိုပြီးတော့ဝန်ခံမှလည်းမဟုတ်ဘူးလို့ဆိုပါတယ်။အချင်းခြောင်ကြတော့သူမတို့ကတကယ်တွဲမနေတာမဟုတ်လို့မဟုတ်ရင်မဟုတ်ကြောင်းဖြေရှင်းရမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ ူငါတော့ဝမ်ပန်းစွာလုံခဲ့တဲ့နှစ်ပေါင်းများစွာကနေလက်ရှိချိန်ထိအောင်မြင်တဲ့မင်းသားဖြစ်လို့ချောင်းသားနေတဲ့ဒီမင်းသားရဲ့နာမည်ထွက်တာကဘာမှနစ်နာသွားမှလည်းမရှိလို့အခုမှအစားကနေပြန်စားမယ်ချောင်းသားအတွက်ဒီသတင်းကြောင့်ပို့ပြီးတော့တော့မှနာမည်ပြန်ဖို့လွယ်သေးရဲ့ဆိုပြီးတော့ပြောလိုက်တဲ့အတွက်ချောင်းသားလည်းဒီသတင်းကိုဖျက်နေသူကတခြားသူမဟုတ်ဘဲဒူဝင်ကိုယ်တိုင်ပဲဖြစ်နေလောက်မယ်စွာကိုတော့ရိပ်မိသွားခဲ့ပါလိမ့်အဲ့ချိန်ကိုချောလည်းရောက်လာပြီးတော့ဒူဝင်ကတော့သူပြောထားတဲ့အတိုင်းသတင်းကိုမေးမြားနဲ့ပြည်သက်တွေကြားမှာနာမည်ကြီးအောင်လုပ်ခဲ့ပြီးပြီလားလို့ကိုချောကိုမေးလိုက်ပါလိမ့် ဒါမဲ့ကိုချွာဝမ်ပန်းနဲ့အင်ဆိုရာတို့လုံးဝတွဲမနေပါဘူးဆိုပြီးတော့အပြတ်ညင်းလိုက်ကြောင်းကိုပြန်ပြောလိုက်တာကြောင့်ဒွန်လဲသူပြောသလိုမလုပ်ဘဲကိုဆုံးဖြတ်ချက်နဲ့ကိုလှုပ်ချင်အောင်လုပ်ရပါမလားဆိုပြီးကိုချောကိုတစ်ချက်တီးဖို့လှုပ်ပါတော့တယ်အဲဒီမှာချောင်းကြားငါမန်နေဂျာကိုထိရဲ့ထိကြည့်ဆိုပြီးတော့လှုပ်နေတာကြောင့်ဒွန်လဲချောင်းကြားကိုကြည့်ပြီးတော့တစ်ချက်ကြောင်းသွားခဲ့ပါလိမ့်အဲ့တော့ဒွန်ကသတင်းထွက်လက်စားနဲ့ဝမ်ပန်းနဲ့တွဲဖို့အတွက်ချောင်းကြားကိုဖိအားပေးလိုက်ပြီးချောင်းကြားလိုအစင်းကဝမ်ပန်းလိုလူနဲ့တွဲဖို့ဒူးတော့တောင်းပန်ရင်တော့မှရနိုင်မှုမသေးတဲ့အခြေအနေဖြစ်တဲ့အတွက် အခွင့်ကိုကောင်းကောင်းအသုံးမချတတ်ဘူးဆိုပြီးတော့ချောင်းချောင်းမို့ချိုးမြေချိုးကစုံရချိုးအကုန်ချိုးတွေပြောနေပါတော့တယ်ကိုချောရချောင်းချောင်းပေါ်စော်ကားနေတဲ့ဒူဝင်းစကားတွေကိုတီးမခံနိုင်တော့တဲ့အတွက်တကယ်ထားလုံးမဲ့ပုံစံနဲ့ဒူဝုံကိုပြန်ဖျဲလိုက်တော့တာပါအဲဒီမှာဒူဝုံလည်းအပီဖျဲတော့မဲ့ကိုချောကိုကြည့်ပြီးတော့ရှိန်သွားတော့မှအာချောင်းနေရာကိုရက်လိုက်ပြီးတော့ချောင်းချောင်းကိုလည်းကိုချောနဲ့ဒူပြန်ထည့်ပေးလိုက်ပါတော့တယ်ဒူပြန်မို့အောက်ကိုစိမ့်နေမှာတော့ချောင်းချောင်းကိုချောကုလို့ဒေါသထွက်တာကိုပထမဆုံးမြင်မှုတာဖြစ်ပြီးဒူဝုံရဲ့မကောင်းတဲ့လောရက်တွေကိုတီးထားတာများရှိနေလို့လားဆိုပြီးတော့မေးလိုက်ပါတယ်တကယ်တော့ကိုချောကအမတ်လောင်းမင်ကူးဟီးရိုးရဲ့ အရှုပ်တော်ပုံထဲမှာဒူဝန်နဲ့သူ့ရဲ့ entertainment လည်းပါဝင်ပတ်သက်နေအောင်တည်ပြီးတဲ့နောက်ဒူဝန်လည်းမကောင်းတဲ့ကောင်ပဲဖြစ်နေမယ်ဆိုတာကိုယိမ်းမိခဲ့ပေမယ့်ဘာမှအသေးစားမသိရသေးတဲ့အတွက်ချောင်းကြောက်တော်ထွေထူးထုံမပြောပြစ်ခဲ့ပါဘူးအဲလိုနဲ့ချောင်းကြောက်ကားပေါ်ရောက်ချိန်မှာ rally ကိုတာဝန်ရှိသူတယောက်ကတနင်္လာရသွားဖို့ဖိအားပေးနေအောင်တွေးလိုက်ရပြန်ပါလေအဲချိန်ချောင်းကြောက် rally ကိုသူမစားတွေ့ချိန်တုန်းကတခုမူမှန်တဲ့ပုံစံဖြစ်နေကြောင်းကိုပြောပြလိုက်တဲ့အတွက်ကိုချောလဲတခုများသိရမလားဆိုတော့ rally ကိုတင်ခေါ်သွားတဲ့ကားနောက်ကနေတိတ်ဆိတ်လိုက်သွားခဲ့ပါလေ နေရာရောက်တဲ့အခါမှာတော့ rally ကလုံခြုံရေးတွေနဲ့အတူအစာအုပ်တစ်ခုတည်းဝင်သွားခဲ့တာကြောင့်ကိုကျော်လေးချောင်းကျောက်ကောင်းမှထားခဲ့ပြီးတော့နောက်ကနေလိုက်ချောင်းခဲ့ပါလေကိုကျော်လေးအစာအုပ်တစ်ခုတည်းဝင်ပြီးတော့ဝေးလေချောင်းပတ်နေအတွင်းထဲကိုလိုက်ဝင်မလို့ပေမဲ့လုံခြုံရေးကတင်းကျပ်လွန်းတာကြောင့်အခွင့်မရဘဲဖြစ်နေခဲ့ရပါလေကိုကျော်လေးကားပေါ်ပြန်လာခဲ့ပြီးတော့အဆင်မပြေခဲ့ကြောင်းပြန်ပြောကာပြန်ဖို့လှုပ်လိုက်ပေမဲ့ချောင်းကျောက် rally ထွက်လာတဲ့ချိန်ထိစောင့်နေခြင်းတည်းတယ်ဆိုပြီးတော့တောင်းဆိုလာကြောင်းနေရာမှာပဲစောင့်နေလိုက်ကြပါလေအဲ့လိုနဲ့တပြေးမှောင်လာခဲ့ပြီးဖြစ်ပြီးတော့ကိုကျော်လေးစောင့်နေနေပဲကားပေါ်မှာအိပ်ပျော်သွားခဲ့ပါလေ အဲ့ချိန်အစားအုပ်တွေကနေ rally တောင်ငိုပြီးတော့ထွက်ပြေးလာတာကိုချောင်းသားလေးမြင်လိုက်ရတာကြောင့်ကိုချောင်းကမနှိုးတော့ပဲ rally နောက်ကိုလိုက်သွားလိုက်ပါတော့တယ်။ချောင်းသားအစားအုပ်ဘေးနားကခုံတန်းလေးမှာရှာကြီးငွေထိုင်ကုန်နေတဲ့ rally ဘေးမှာဝင်ထိုင်လိုက်ပါတယ်။အဲ့နောက်ချောင်းသားကစကားပြောဖို့တရားလိုအပ်နေလားဆိုပြီးတော့ rally ကိုမေးလိုက်ပါတယ်။ rally ကတော့သူမလက်ရှိပုံစံချောင်းသားကိုမမြင်စေချင်တဲ့ပုံပါပဲ။ချောင်းသားကသူမလည်းတစ်ချိန်လုံးကဘသူ့ကိုမှထုံမပြောရဲလောက်အောင်ခက်ခဲခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ကြောင်းနဲ့အဲ့ဒီကြောင်းကကိုလည်း rally ကိုပြောပြခြင်းနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ ရယ်လီကတော့ချောင်းသားရဲ့အကြောင်းကိုသူမဘာလို့နားထောင်ပေးရမှာလဲဆိုပြီးခတ်တင်းနေမဲ့ပြန်ဖြေလိုက်တာပါချောင်းသားတို့ရယ်လီရဲ့လက်ရှိပုံစံကတစ်ချိန်ကဒုက္ခတွေအများကြီးနဲ့ကြက်တဲခဲ့ရတဲ့သူမရဲ့ပုံစံနဲ့တပုံစံနဲ့တူနေလို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါမှမဟုတ်လေကိုချောတယောက်အိပ်ပျော်နေရနိုးလာပြီးတော့ချောင်းသားကိုမတွေ့တော့တဲ့အတွက်အနီးနားမှာလိုက်ရှာကြည့်တဲ့အခါမှာဆိုင်ဆိုင်ထဲမှာရယ်လီနဲ့တူစကားထိုင်ပြောနေအောင်တွေ့လိုက်ရပါတယ်ရယ်လီကချောင်းသားပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့ချောင်းသားလို့ဖြစ်တိုင်းသူမကိုလည်းအဲ့လိုဖြစ်ခဲ့တဲ့ထင်လို့တင်းလာနိုင်နေရမလားဆိုပြီးတော့ရန်ပြန်တွေ့နေပါတယ် အနောက်ချောင်သာတို့အဖွဲ့မှုဤကနောက်ခံလိုက်ခိုင်းလိုက်တယ်လို့ရယ်လီကထင်သွားတာကြောင့်ထုတ်ဖော်မပြောပါဘူးလို့ဂရီလက်မှတ်ထိုးပေးုံလောင်းနဲ့မလုံလောက်ကြသေးဘူးလားဆိုပြီးချောင်သာကိုအော်ပြောပြီးတော့နေရာကနေထွက်ပြေးသွားပါတော့တယ်ချောင်သာလည်းရယ်လီနောက်ကနေပြေးလိုက်တဲ့အခါဆန်ရှိမှရက်ဆောင်နဲ့ကိုချောကိုတွေးလိုက်ရပါတယ်ချောင်သာကသူမရယ်လီနဲ့စကားပြောကြည့်ပြီးမှအစင်မပြေခဲ့ကြောင်းကိုကိုချောပြန်ပြောတဲ့အခါအန်တတိန်မန့်တင်တန်းသူတွေနဲ့ပွင့်လင်းလင်းစကားပြောလို့ရနိုင်မှာမဟုတ်ကြောင်းကိုချောကပြန်ပြောခဲ့ပါတယ်အဲ့ချိန်ချောင်သာကတကယ်မန်နေဂျာလုံးနေတယ်သူလည်းမဟုတ်ဘဲနဲ့ကိုချောကဘာကြောင့် ။တင်တန်းသူတွေအကြောင်းအခုလိုသိနေရလဲဆိုပြီးတော့တန်ရောနဲ့ပြန်ပေးလိုက်တဲ့အခါတစ်ချိန်လုံးကဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုမှမြင်မှုကြုံမှုတွေရှိလို့ပါဆိုပြီးကိုချောကပြန်ဖြေလိုက်ပါတယ်။တရက်မှာတော့ဒန်အားရီပရဘွားနဲ့မိန်းကလေးတယောက်ကကိုချောတို့တာဝန်ကျတဲ့စခန်းကိုရောက်လာခဲ့ပါတယ်။အဲချိန်ကိုချောကဆုံနောက်ရာထူးနဲ့ပဲတာဝန်ထမ်းဆောင်နေရသေးဖြစ်တဲ့အတွက်မိန်းကလေးကိုလိုအပ်တာတွေစစ်ဆေးပြီးတော့မိန်းကလေးအမှုကိုကင်တွယ်ပေးဖို့လုပ်ခဲ့ပါတယ်။နင်နာသူမိန်းကလေးကအန်တာတိန်မန့်တစ်ခုရဲ့တင်တန်းသူဖြစ်ပြီးတော့လက်ရှိမှာတော့သူမကိုလူတယောက်နဲ့တွေ့ပေးရင်ရုပ်ရှင်တိုင်းအခွင့်ရမယ်ဆိုပြီးတော့ကုမ္ပဏီရဲ့တာဝန်ရှိသူကကန့်လန့်လာတာကြောင့် သူမလည်းအဲ့ဒီကိစ္စကိုသဘောတူညီခဲ့လိုက်တယ်လို့ဆိုပါတယ်။အဲ့တော့ကုမ္ပဏီကတွေ့ခိုင်းတဲ့လူနဲ့သွားတွေ့တဲ့အခါမှာသူမကိုလိမ်ပိုင်းဆိုင်ရာအပြင်းထန်စော်ကားပြီးတော့ရရမရှိအောင်ရိုင်းနှက်လွတ်လိုက်တယ်လို့မိန်းကလေးကထပ်ပြီးတော့ပြောပြခဲ့ပါတယ်။နောက်ပြီးတော့သူမအဲ့လူနဲ့တွေ့ပြီးတဲ့နောက်အေးခွက်ထဲမှာဆေးခတ်ထားတဲ့အတွက်အသီးစိတ်ကကပ်မနေတော့ပဲဖြစ်နေရပြီးဂျူးလုံသူကိုတီးကြမမှတ်မိခဲ့ဘူးဆိုတာတွေကိုပါကိုချောစီမှထပ်ပြီးတော့ပြောပြခဲ့ပါတယ်။ကိုချောလေးနင်းနာသူစီကအချက်လက်ချို့ရပြီးတဲ့နောက်သူတေတာပေါက်တရားခံတွေကိုဖမ်းဆီးပေးမယ်ဆိုပြီးတော့မိန်းကလေးကိုကတိပေးခဲ့ပါတယ်။ မိန်းကလေးလည်းအကိစားဖြစ်ပြီးတဲ့နောက်ပိုင်းမှာစိတ်ဓာတ်အကြီးကျယ်ရသွားပြီးလူတော်မတွေးရအောင်ဖြစ်သွားပြီးတော့အမှုပြနာလုပ်တွေလည်းရန်နာပြစ်ခဲ့ပါလေအဲ့ချိန်နင်နာသူမိန်းကလေးဘက်ကနေရက်တီပေးပြီးတော့ကိုချွာတရားခံကိုပေါ်ထုတ်ဖို့အသေးအတန်ကြိုးစားခဲ့ပါလေဒါမဲ့ဒီအမှုကိုကျူးလွန်ကြသူတွေထဲမှာအကောင်ကြီးတွေလည်းပါဝင်နေတဲ့အတွက်အစိုးရဘက်ကဒီအမှုကိုစုံစမ်းခွင့်မပေးဘဲဒီတိုင်းထားဝယ်အမိန်ထုတ်လိုက်ပါလေကိုချွာအထက်ကအမိန်တွေလွန်ဆန်ပြီးတော့အမှုအတွက်စုံစမ်းနေတယ်ဆိုတာကိုအထက်လူကြီးတီးသွားတဲ့ခါမှာတော့ကိုချောကိုစုံတော့တာဝန်ကနေရန်နာပြီးတော့ရင်းနှီးရဲဖြစ်တာဝန်ထမ်းဆောင်ဖို့ယာရုချပြစ်ခဲ့တာပါ ကိုချောရာထူးချခံပြီးတဲ့နောက်မှာနင်နာသူမင်းကလေးကလည်းစိတ်ဓာန်တွေကိုမခံစားနိုင်လို့ပဲကိုကိုအဆုံးစီရင်သွားခဲ့တာကြောင့်အဲ့ချိန်တုန်းကကိုချောလည်းနင်နာသူမင်းကလေးအတွက်အချိန်တိုင်းနာတစ်ခုထိတော်တော်လေးစိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနေခဲ့ရတာပါလက်ရှိမှာလည်းကိုချောတယောက်တိတ်ကားကိစ္စတွေကိုပြန်ပြီးတော့တွေးနေလက်ရှိကိစ္စတွေကလည်းတွေးတော့မဟုတ်နိုင်ဘူးဆိုတာကိုသိနေခဲ့ပါတယ်တပတ်မှလည်းကိုချောင်တို့ကကိုချောနဲ့ဘူဆန်မှာတိုက်ခိုင်ရလာတဲ့အရေကိုပြန်တက်တအောင်ကုသနေခဲ့ပါတယ်အဲ့ချိန်ဂျူဆောင်းဖီကဂျောင်းလို့စီကိုဖုန်းဆက်ပြီးတော့တကယ်တော့ဘုံချောင်သာဆွဲအာဂျီမာကအသက်ပြင်းတာမဟုတ်ပဲ ဘုံချောင်းတိုင်းအနောက်မှာအရေးလိုလိုက်ပြီးတော့ကာကွယ်ပေးနေခွေးတကောင်ရှိနေအောင်သာကိစ္စတွေမြန်မြန်ရှင်းမပြနိုင်တာဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ပြီးတော့ဂျူဆောင်းဖီကလောရမယ့်ကိစ္စနဲ့ပတ်သက်ပြီးသူပဲကြီးကြပ်လှုပ်ရှားတော့မှဖြစ်လို့ရွေးကောက်ပွဲပြီးတဲ့အထိအေးဆေးနေဖို့အတွက်ကိုကြောင်တို့ပြောပြီးတော့ဖုန်းချသွားခဲ့ပါတယ်။နောက်တစ်ရက်ရိုက်ခွေးလှုပ်ချိန်မှာတော့ချောင်းသားဝမ်မန်းစီသွားပြီးတော့လက်ရှိထွက်လာတဲ့ကောလာလာတွေကြောင့်ဝမ်မန်းကိုထိခိုက်သွားရင်တောင်းပန်ချောင်းတကူးတကသွားပြီးတော့ပြောခဲ့ပါတယ်။အဲ့ချိန်ဝမ်မန်းဒီကိစ္စမှာချောင်းသားတောင်းပန်စရာမလိုပဲသူကိုယ်တိုင်ကချောင်းသားနဲ့သတင်းထွက်တာကိုကျေနပ်နေကြောင်းနဲ့ ဒီဇလန်းကိုလည်းချောင်းသာပါလို့သာရိုက်ကူးဖို့လက်ခံခဲ့တာဖြစ်ကြောင်းကိုအမှန်တိုင်းပဲဝန်ခံလိုက်ပါတယ်။နောက်ပြီးတော့လွန်ခဲ့တဲ့25နှစ်တုန်းကကျောင်းသာရိုက်ကူးရေးမှာချောင်းသာလက်ပေါ်မှာသူ့ဖုန်းနံပါတ်ကိုရေးပေးလိုက်ပြီးကလေးကချောင်းသာဆက်သွယ်လာမအောင်ဇက်တိုက်ဆောင်နေခဲ့တာပါလို့လည်းဝမ်ဘန်းကထပ်ပြီးတော့ပြောလိုက်တာပါ။ချောင်းသာတော့ကောလာလာရီနဲ့ပတ်သက်ပြီးတော့အားနာလို့သွားပြီးတော့တောင်းမှန်မိကမှရေထဲကခံသားချက်တွေကိုရုတ်တရက်ကြီးဖြွင့်ချလိုက်တဲ့ဝမ်ဘန်းကြောင့်ရက်ကူးရက်ကန်းနေဖြစ်သွားခဲ့ရပါတယ်။အဲ့ဒါမှတော့ထဲဆုကလည်းဝမ်ဘန်းပြောလိုက်တာတွေကိုကြားပြီးတော့ချောင်းသာကိုဝမ်ဘန်းနဲ့အတီးတွဲလိုက်ဖို့လိုက်ပြီးတော့စနေတာကြောင့် ချောင်းသားလေးနေရခက်ပြီးတော့ဝမ်မောင်းသဘောမကျကြအောင်အသေးအတန်ပြန်ညင်းနေရပါလေဝမ်မန်းလိုမင်းသားကိုပြန်မကြိုက်နိုင်တာကဘေးနားမှာအမြဲတမ်းကာကွယ်ပေးနေတယ်မန်နေဂျာကိုချောချောင်းလားဆိုပြီးတော့ထဲဆူကထမ်းပေးလိုက်တဲ့အခါမှာချောင်းသားဘာပြန်ပြောပဲငြိမ်နေတာကြောင့်ထဲဆူလည်းအံ့ဩသွားခဲ့ရပါလေအဲနောက်ရုပ်ရည်ပဲရှိပြီးတော့ဘာမှမရှိတဲ့မန်နေဂျာလူလူမျိုးကြောင့်ဝမ်မန်းလိုဒိတ်ဒိတ်ကျဲမင်းသားကိုညင်းလိုက်မလို့လားဆိုပြီးတော့ထဲဆူကထပ်ပြောတဲ့အခါချောင်းသားလည်းကိုချောကရုပ်ရည်ပဲရှိတာမဟုတ်ပဲထူးချွန်တဲ့စုံနောက်တယောက်ပါဆိုပြီးတော့ကိုချောဘက်ကနေမခံမရနိုင်တဲ့ကာပြောလိုက်မိတာကြောင့် ထဲဆုလဲကိုကျော်ကစုံတော့ဆိုတော့မမျှော်လင့်မဲ့တိသွားပြီးအရန်ကိုအံ့ဩသွားခဲ့ရပါတယ်။အန်နောက်ရိုက်ခွေးပြန်စားတဲ့ခါမှာတော့ထဲဆုကကိုကျော်စီသွားပြီးတော့ကိုကျော်ဘလောက်ချောချောင်းဘလောက်ခံစားချောင်းတွေကိုချီးမုန်းကန်းနေဖွင့်နေခဲ့ပါတယ်။အချင်းဘေးမှာနားယူနေဟီအောင်ကထဲဆုလုံနေရကလိမ်မန်းဆန်ဆော်ကားမှုမြောက်နေရမလို့ယောက်ျားတယောက်ဖုန်ချောင်းနဲ့မိမလည်းအဖမ်းခံနိုင်ကြောင်းပြောပြီးတော့ဝင်နှောက်လိုက်ပါတယ်။ထဲဆုလဲဟီအောင်စီပြေးသွားပြီးတော့ချောင်းချောင်းကိုမင်းသားဝမ်ပန်းကဖွင့်ပြောတဲ့ကိစ္စကိုဂျုံလုံးလေးဝင်ကြားလိုက်ဖို့လုပ်ပေမဲ့ဟီအောင်ကရိုက်ခွေးအမဲလဲရောက်လာလို့ထွက်သွားခဲ့တာကြောင့် ထဲဆူရဲ့လမ်းကြုံကြွားမဲ့ကိစ္စလေးကလည်းမအောင်မြင်ပဲဖြစ်သွားရပါလိမ့်မလမ်းမကမ်းမှာရှိတဲ့ကိုချွားလည်းဝမ်ပန်းကချောင်းကြောက်ကိုဘာပြောလိုက်လို့လဲဆိုပြီးတော့ထဲဆူအမေးပေမဲ့နိုင်ကြွားရောက်လာပြီးတော့နှောက်ဆက်ပြန်လာကြောက်ကိုချွားလည်းဘာမှမသိလိုက်ရပြန်ပါဘူးအဲနောက်ကိုချွားစီယာရှိကဖုန်းဆက်လာပြီးတော့ဂျူဆောင်းဖီကဒီနေ့မှလည်းကွန်းချောင်းတို့မပါဘဲနဲ့ကလပ်ကိုပြန်လာကြောင်းနဲ့ဒီအပိုင်းမှာဂျူဆောင်းဖီကနေတိုင်းလိုလိုကိုချောင်းတို့မပါဘဲလှုပ်ရှားနေကြောင်းတင်ပြခဲ့ပါလိမ့်ကိုချွားတော့ကိုချောင်းတို့ဆွဲကောင်တရက်နှစ်ရက်ပြင်ပို့ပြီးတော့ပုံနေမှာမဟုတ်ပဲအချိန်တိုင်းပြန်ပေါ်လာမှာဖြစ်တာကြောင့်နောက်ရက်တွေလည်းပုံမှန်တိုင်းပဲ အခြေအနေကိုစောင့်ကြည့်ပေးဖို့ပြန်ပြောခဲ့ပါတယ်။အချင်းတစ်ဖက်ရာရှိကမနှက်ပြန်တော့သူလည်းအရေးကြီးသွားစရာရှိတဲ့အတွက်စောင့်ကြည့်ပေးဖို့မလုံနိုင်သေးတဲ့အကြောင်းပြန်ပြောခဲ့တာကြောင့်ကိုကျော်လည်းအာနာနာနဲ့ပဲရင်းနှီးရဲဌာနဘက်ကစီညာကိုစီမှာဂျူဆောင်းဖီကိုစောင့်ကြည့်ပေးဖို့အကူအညီတောင်းလိုက်ရပါတယ်။ဓမ္မမလည်းဘဲကြားဆက်ဆရာရှိတဲ့ဗန်ကျွေးတွေကိုသွားဆက်ပြီးတဲ့နောက်မှာတမိဖြစ်သူအတွက်ဂျူရှင်ကသွားသွင်းဖို့ဂျူရှင်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့တောင်းရှိသူတွေဘက်ကနေဘုံဓာရီကသူတို့ဂျူရှင်ကနေထွက်သွားပြီဖြစ်ကြောင်းပြန်ပြောခဲ့တာကြောင့်ဘဲကြားလည်းတမိဖြစ်သူကသူမကိုဂျူရှင်ပြန်တက်နေပါတယ်ဆိုပြီး လိန်ထားတာကိုတီးသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဓာဤတယောက်ကုမ္ပဏီမှာအကလေးကျင့်နေတဲ့နေမကောင်းဖြစ်နေတဲ့ rally ကိုတတိထားမိသွားခဲ့ပါတယ်။ခဏကြာတဲ့အခါ rally ကပြိုတက်လာတဲ့ပုံစံနဲ့တန်းစင်ခံဘက်ကိုပြေးထွက်သွားတာကြောင့်ဓာဤလည်းနောက်ကနေလိုက်သွားက rally အဆင်ပြေလားဆိုပြီးတော့စိတ်ပူကြီးနဲ့မေးလိုက်ပါတယ်။ rally ကဘာအပြန်ဖြေပဲလှုပ်ရှားရှားဆက်လုပ်နေတဲ့အခါဓာဤကအမပွဲဥထွက်ခွင့်ရတော့မယ်ဆိုဂုံယူပါတယ်။အမောက်အားကျလိုက်တာဆိုပြီးတော့စကားပြန်ဆလိုက်ပါတယ်။အဲ့ဒီ rally ကပွဲဥထွက်ဖို့ကအလကားရတဲ့အရာမဟုတ်လို့အားကျစရာမလိုကြောင်းကိုပြန်ပြောတဲ့အခါဓာဤလည်း ရယ်လီစကောင်းနားမလည်နိုင်ပဲဖြစ်သွားပါရဲ့ဒါကြီးအိမ်ကိုပြောင်းလာတဲ့ခါမှာတော့အမေဖြစ်သူကပြဿနာနဲ့စည်းကြိုပြီးဂျူရှင်မတက်ပဲကုမ္ပဏီမှာသင်တန်းသူသွားလုပ်နေရပါမလားဆိုပြီးဒါကြီးကိုစူပါတော့တယ်ဘဲကြအုတ်ထင်းသူခွင့်ပြုချက်မပါပဲကလေးကိုသင်တန်းသူဖြစ်တဲ့လက်ခံတဲ့ကုမ္ပဏီကိုတရားစွဲမယ်ဆိုပြီးတော့တောင်းကြားနေတာကြောင့်ဒါကြီးလည်းပြဿနာတက်မှာဆိုပြီးတော့အုတ်ထင်းသူညမှာအတော်ဖြစ်သူချောင်းကြောင်လက်မှတ်ထိုးခဲ့ကြောင်းတွေကိုအမှန်တိုင်းပြောပြလိုက်ပါရဲ့အဲ့နောက်မှာတော့ဘဲကြလည်းချောင်းကြားရဲ့ဆောင်းတိလိုက်သွားပြီးသူသမီးကိုကြောက်တဲ့တွန်းပို့ပြီးတော့ပြောနေရလားလို့မေးကအမားဖြစ်သူပြဿနာသွားရှာပါတော့တယ် ။ကြောင်သားလည်းအရင်ခေါက်တွေကတော့မှန်ညာနေပြန်မရသေးခင်မှာသူမအမားတွေလောက်ခဲ့မိတဲ့ထင်းနဲ့ညီမဖြစ်သူဘာပြောပြောသီးခံနေခဲ့ပေမယ့်ဒီခေါက်မှာတော့ဘူးမသိဘာမသိနဲ့ဗလာရင်ပြဿနာရှာခံရတာကြောင့်ညီမဖြစ်သူကိုပြန်ပြီးတော့ရန်တွေးပါတော့တယ်။ကြောင်သားပြီးတဲ့25နှစ်တွေးမှာဘာအမားတွေလုံးမိမှန်းတော့သူမမမှတ်မိပေမယ့်လက်ရှိချိန်မှာတော့မိသားစုအကောင်းဆုံးထောက်ပံ့နိုင်အောင်ပြန်ပြီးတော့စူးစမ်းနေရတော့မှပြဿနာလာရှာနေညီမဖြစ်သူပေါ်ခံစားချက်တွေပေါက်ကွဲသွားခဲ့ပါလိမ့်။ပဲကြလေချောင်းသာတယောက်ဘာလို့လောက်ခဲလို့မိသားစုတော်အဆက်အသွယ်ဖြတ်ပြီးတော့နေခဲ့တာလေစွာတွေကိုမမှတ်မိတာမှကောင်းအောင်မှဖြစ်ကြောင်းနဲ့ အမားဖြစ်သူပြောင်းလဲသွားပြီထင်းနဲ့ပြန်လက်ခံခဲ့ပြီမယ်ဒီတိုင်းကဒီတိုင်းပဲမို့လို့ပြဿနာတွေကိုပြန်ပြီးတော့အဆမဖော်ကျင်တော့သလိုသမီးဖြစ်သူဓာကြီးကိုလည်းအမှုပညာအလုပ်တွေလုပ်ပြီးချောင်းကြလို့ဘွားပြတ်သွားမှအောင်မဖြစ်စေချင်တဲ့အတွက်ခုကစားပြီးတော့သူမတို့တားမိရှိမှထပ်ပြီးတော့ပေါ်မလာဖို့နဲ့စိတ်နာနာပြောလိုက်ပြီးတော့နေရာကနေထွက်သွားလိုက်ပါတယ်ချောင်းကြတော့ညီမဖြစ်သူပြန်သွားပြီးတဲ့နောက်မှာညီမဖြစ်သူပြောသွားတယ်အမပြီးခဲ့တဲ့နှစ်တွေမှာဘာတွေလုပ်ခဲ့လို့မိသားစုတော်ဆက်သွယ်ဖြတ်ပြီးတော့နေခဲ့လဲဆိုတာတွေကိုမမှတ်မိတာမှကောင်းမယ်ဆိုတဲ့စကားကြောင့်စင်စားကြရအများကြီးဖြစ်နေခဲ့ရပါတယ် ။ကြောင်သားလည်းစိတ်ညစ်နဲ့ရေချိုးကန်းထဲကထွက်လာချင်း၊သူမရဲ့ဆောင်းထီလိုက်လာသူမဖြစ်သူဒါကြီးကိုတွေးလိုက်တာကြောင့်အရန်ကိုထိတ်လန့်သွားခဲ့ရပါလေ။ဒါကြီးကအမှုပညာလုပ်ဖို့အတွက်အိမ်ဘွားဆင်းလာကြောင်းနဲ့လက်ရှိမှာလည်းကြောင်သားနဲ့တူနေမှာဖြစ်ပြီးတော့ကြောင်သားလည်းသူမရဲ့အုတ်ထင်းသူပဲဖြစ်တာမလို့တောင်းဝင်ပေးရမယ်ဆိုပြီးတော့ပြောလာခဲ့ပါလေ။ကြောင်သားတော့ကုမ္ပဏီစာချုပ်ရဲ့အုတ်ထင်းသူနေရာမှာလက်မှတ်လိန်ထိုးခိုင်းသွားတယ်။သူမဖြစ်သူကိုဆူလိုက်ပြီးတော့ဒီကိစ္စမှာဘဲကြာအ Shop ပေးမှာမဟုတ်လို့ထင်ရမလို့ဖို့အတွက်ပါတတိပေးလိုက်ပါလေ။ဒါကြီးကတော့သူမလည်း Shop ပေးမှာမဟုတ်ပဲအောင်မြောင်လုပ်ပြီးတော့ တက်သေးပြပေးမှမလို့ဒေါ်ဖြစ်သူကသာသူမတို့ဒီတော်တွင်ခဏလောက်တာဝန်ယူပေးပြီးတော့သူမတို့နှစ်ယောက်အမျိုးတော်နေရာကိုလည်းကုမ္ပဏီဘက်ကိုဖုံးကွယ်ထားရမယ်လို့ပြောပြီးအိယာဝင်သွားခဲ့ပါရီ။ချောင်းသားတော့ပြောလို့မနိုင်တော့တဲ့သူမဖြစ်သူကိုနေဘသူနဲ့တူလို့တောင်းတော့ခေါင်းမာနေရတာလေးဆိုပြီးတော့မေးလိုက်တဲ့အခါဒါ යි ကအမေဖြစ်သူကသူမကိုအတော်နဲ့တပုံစံနဲ့တူတယ်လို့တော့ပြောပြီးတယ်ဆိုပြီးတော့ပြန်ပြောခဲ့တာကြောင့်ချောင်းသားလည်းသူမဘက်အများဦးလှည့်လာမှဆိုပြီးတော့ဘာမှပြန်မပြောတော့ပဲဒါ යි သူမနဲ့တူရှိနေမှလို့စိတ်မပူဖို့အတွက်ပဲဘဲသားစီကိုစာလန်းပို့ပြီးတော့အတီးပေးထားလိုက်ရပါရီ။ နောက်တဲ့ရောက်တဲ့အခါမှာတော့ကြောင်ကြားဒူမဖြစ်သူဒါဟီဒူမနဲ့ဒူလာနေရတဲ့အကြောင်းစုံကိုချောကိုရှင်းပြပြီးကုမ္ပဏီမှာဒူမတို့တဝေရဲ့ဆက်ဆံရေးကိုဖုံးကွယ်ပေးထားမှာဖြစ်ကြောင်းပြောပြထားလိုက်ပါတယ်။အဲလိုနဲ့ဒါဟီကိုကုမ္ပဏီမှာဝင်ပို့ပေးခဲ့ပြီးတဲ့နောက်ကိုချောကခဏလောက်စကားပြောကြည့်ပြီးအောင်နဲ့ဒူမဖြစ်သူဒါဟီရဲ့ခေါင်းမာတဲ့ပုံစံကချောင်းသားတဲ့ပုံစံနဲ့တူညာပဲဆိုပြီးတော့မှတ်ချက်ပေးလိုက်ပါတယ်။ကုမ္ပဏီရဲ့ဓာတ်လေကားထဲမှာတော့ဒူဝဲလက်ထောက်ကအထက်ကနေရွေးကောက်ပွဲမပြီးခင်နောက်ဆုံးအနေနဲ့မိန်းကလေးတယောက်ထပ်တောင်းနေကြောင်းဒူဝန်ကိုပြောပြနေပါတယ်။ သူငါတော့သူကလေးတွေကိုထပ်ပြီးတော့မပေးကျင်တော့တဲ့အတွက်အတော်လေးစိတ်ပြန့်နေခဲ့ပါတယ်။အဲ့ချိန်ဒါကြီးလည်းရောက်လာခဲ့တာမလို့ဒူဝန်တော့ကပြောလဲဆစကားကိုရပ်ထားလိုက်ပါတယ်။အဲ့ချိန်ဒူဝဲလက်ထောက်ကလိုက်မသိပဲအရင်တခေါက်ပို့လိုက်တဲ့တင်တန်းသူရယ်လီလည်းအဆင်ပြေတယ်လို့တော့ပြောတာပဲဆိုပြီးတော့ထားပြောလိုက်တာကြောင့်ဒူဝန်လည်းဆက်မပြောဖို့အတွက်လက်ထောက်ကိုအရေးမွဲပြလိုက်ရပါတယ်။ဒါကြီးကတော့ရယ်လီဆိုတဲ့နာမည်ကြောင့်ဒူဝန်တော့ပြောနေကြတာကိုရမ်းစိတ်ဝင်စားသွားခဲ့ပါတယ်။ဒူနဲ့ဒါကြီးတို့လေ့ကျင့်နေကြချိန်မှာတော့အဖွဲ့မှုကရယ်လီကိုတနင်္လာသွားဖို့လာခေါ်ခဲ့ပါတယ်။ရယ်လီထွက်သွားတဲ့အချိန်မှာဒါကြီးကအနောက်ကနေလိုက်သွားပြီး သူမလည်း rally လို့ဘွဲဥထွက်ဖွဲထဲမှာပါဝင်ခြင်းဖြစ်တဲ့အတွက် rally သွားမယ့်နေရာကိုလိုက်ခဲ့ခြင်းကြောင့်ပြောလိုက်ပါတယ်။ rally ကတော့ငါပဲသွားမယ်ဆိုတာသိလို့လားလို့ပြန်မေးလိုက်ပြီးဓာိုက်ကိုဂီးမဆိုင်ပဲအောက်ထပ်ကိုဆင်းသွားခဲ့ပါတယ်။အဲချိန်ဓာိုက်က rally နောက်ကနေလိုက်သွားခဲ့ပြီးကုမ္ပဏီပြင်ကိုရောက်တဲ့အခါမှာလည်းတက္ကစီတစ်စီးအမြန်ငှားပြီးတော့ rally ပါသွားတဲ့ကားနောက်ကနေတိတ်ဆိတ်လိုက်သွားခဲ့ပါတယ်။နေရာကိုရောက်တဲ့အခါမှာတော့ဓာိုက်ကသူမကိုသူမ2 entertainment က rally ပါဆိုပြီးတော့လိန်ပြောလိုက်တာကြောင့်လုံခြုံရေးနေလဲဆင်းကြီးလိုက်တဲ့အခါ rally ဆွဲနိုင်မရရှိနေတဲ့အတွက် ဒါကြီးလိန်နေမှမသိပဲအပေါ်ဓာတ်ကိုခေါ်သွားလိုက်ပါလေခဏကြားတဲ့ခါမှတော့လုံကြုံရင်တယောက်က rally ဆိုတဲ့ main ကလေးကရောက်နေရကြပြီဆိုပြီးသတင်းပို့လိုက်တာကြောင့်လုံကြုံရင်တွေလည်းဓာကြီးလိန်နေစွာကိုမိသွားခဲ့ပါလေအဲနောက်ဓာလီကားတွေကဓာကြီးကို rally ကလည်းမြင်သွားခဲ့ပြီးတော့ပြဿနာတွေတက်တော့မယ်စွာကိုတီးသွားခဲ့ပါလေလုံကြုံရင်ကလည်းဓာကြီးကိုမြင်ပြီးတော့မင်းမသူလဲလို့မေးတဲ့အခါဓာကြီးလည်းကြောင်အန်းနဲ့ဘာအပြန်မဖြေနိုင်ပဲဖြစ်သွားပြီးတော့သူမောင်တဏျာကလည်းရက်ကြည့်နေ rally ကိုလည်းမြင်သွားခဲ့ပါလေဓမ္မမလေးကိုချောအမတ်လောင်းမင်ကူးရဲ့ပုံနဲ့2668နံပါတ်နဲ့ကားပေါ်လူရဲ့ပုံကိုရှင်ကြည့်ပြီး အဲ့လူမျိုးကတူညီတဲ့နိုင်ကိုသာဝစ်ထားပေမဲ့ချောင်းသာပြောသလိုလူတယောက်တည်းမဟုတ်လောက်ဘူးဆိုတော့ကိုရိပ်မိသွားခဲ့ပါတယ်။အဲ့ချိန်ဂျူဆောင်းဖီကိုစောင့်ကြည့်ဖို့အကူအညီတောင်းထားတဲ့စီနီယာကိုကဖုန်းဆက်လာပြီးတော့ကိုကြောင်တို့ရဲ့နောက်လိုက်ကောင်မူမန်နာရီလုံနေကြောင်းလှမ်းပြောခဲ့ပါတယ်။ကိုချောရတကောင်သားတွေနောက်ကိုအရေးဆိုပြီးတော့တယောက်တည်းလိုက်မသွားဘူးစီနီယာကိုပြောလိုက်ပေမဲ့စီနီယာကိုချောပြောတော့နားမထောင်ပဲနောက်ကနေလိုက်သွားတာကြောင့်ကိုချောလည်းအရန်စိတ်ပူသွားပြီးတော့တီနီယာကိုမေးကစီနီယာရဲ့နောက်ကနေအမြန်လိုက်လာခဲ့ပါတယ်။ဒါမှမဟုတ်လေထဲဆူကဆွေအောင်စီကိုတကူတကသွားပြီးလုံခဲ့တဲ့25နှစ်ကကိစ္စတွေအင်မေးလာခဲ့ရတာကနေ့ ချောင်းကြားရင်တိုင်းမှုနောက်ွယ်မှာတပ်တီအတန်ဖိုင်တစ်ခုရှိနေကြောင်းကိုသိလိုက်ခဲ့ရပါတယ်။ထဲဆုလဲအကိစ္စကိုသိသိရခြင်းမှာချောင်းကြားစီပြေးသွားပြီးတော့အတန်ဖိုင်ကိစ္စကိုပြောပြလိုက်ပါတယ်။ချောင်းကြားအစီအစဉ်မဖြစ်ခင်မှာအဲ့ဒီအတန်ဖိုင်ကိုနားထောင်ပြီးတဲ့နောက်ထူးဆန်းတဲ့လက်ပတ်နိုင်တဲ့မျိုးသားစီကိုလိုက်သွားပြီးတော့ပြဿနာဖြစ်ခဲ့ကြတဲ့အတွက်အဲ့ဒီအတန်ဖိုင်ထဲကအเจ้าရတွေကချောင်းကြားနားထောင်ပြီးသားတွေဖြစ်ကြောင်းကိုပါထဲဆုကထပ်ပြောပြခဲ့ပါတယ်။ချောင်းကြားလဲအဲ့လိုသားဆိုသူမအဲ့ဒီအတန်ဖိုင်နားထောင်ပြီးတဲ့နောက်ဗမာမြန်ထားမိခဲ့တာပါလိမ့်ဆိုပြီးတော့စဉ်းစားများဖြစ်နေခဲ့ပါတယ်။ ။ဒါပေမဲ့လည်းချောင်းကြားရဲ့ဖခင်ကြီးကသမီးဖြစ်သူငယ်ငယ်ကအောင်မြင်ခဲ့တဲ့ဇလန်းတွဲကိုထက်ခါထက်ခါဖွင့်ခိုင်းနေတဲ့အတွက်သူနာပြုလေစိတ်ညစ်နေရပါရဲ့။ဖခင်ကြီးရဲ့လက်ကင်ချင်းလေးတွေမှာတော့ချောင်းကြားရဲ့ရင်ကဇလန်းတွဲခွေတွေနဲ့ပူချိန်တကြားလုံးလေးတွေပြင်အတန်ဖိုင်ပါတဲ့စတစ်လေးတစ်ခုရှိနေတယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။ချောင်းသားနဲ့ထဲစုလို့စကားပြောနေကြတဲ့အချိန်မှာနမတ်စိမ့်နဲ့ဖုန်းတလုံးကဝင်လာခဲ့ပါရဲ့။ဖုန်းခေါ်တဲ့သူက rally ပဲဖြစ်နေပြီးတော့တင်တဲ့သူညီမလေးတယောက်အခက်အခဲဖြစ်နေအောင်သူမစိတ်သေးအကူကြီးတောင်းဖို့ပထမဆုံးတွေးမိသူကချောင်းသားပြင်မရှိတာမဟုတ်လို့ ။ချောင်းသားစီကိုဖုန်းဆက်လမ်းခေါ်လိုက်တာဖြစ်ကြောင်းကိုပါရေလီယာပြောလိုက်ပါတယ်။ချောင်းသားလည်းဘသူပါဖြစ်လို့လဲဆိုပြီးတော့ထမ်းမေးတဲ့အခါအန်နေရှိနေသူကတူမဖြစ်သူဒါအီစရာကိုသိလိုက်တာကြောင့်ချိန်မစွဲတော့ပဲထဲဆုနေတူနေရာကနေချက်ချင်းထွက်လာခဲ့လိုက်ပါတယ်။တပတ်မှလည်းကိုချောရဲ့စီညာကဂွန်ချောင်းတို့ရဲ့တပည့်နောက်ကိုလိုက်ပြီးတော့စုံစမ်းစစ်ဆေးနေနေရာကိုရောက်တဲ့အခါမှာသကောင်သားတွေချောင်းဝဲတာခံလိုက်ရပြီးဒံယာရကသတိလေးမေးလဲသွားပါတယ်။ချောင်းသားလေးဒီမှာဖြစ်သူနောက်ကိုလိုက်လာရင်လမ်းမှာကားရီကျက်နေရာကြောင့်ထဲဆုကိုထားခဲ့ပြီးတော့တရားထဲပဲနေရာရအောင်သကုံပြီးသွားပါတော့တယ် ။ဇာဦးရဲရောက်တဲ့ခါမှာတော့ချောင်သာလေးသူမကတရုပ်ဆောင်အင်ဆာရာဘာလို့ပြောပြီးတော့အဲထဲကိုဝင်ဖို့ခွင့်တောင်းမိမယ်။လုံကြုံရေးကစစ်ဆေးမှုတွေလုပ်ပြီးတော့အထက်ကိုတင်ပြအောင်မယ်။ဘာညာလေးရစ်နေသေးတာကြောင့်ချောင်သာလေးလုံကြုံရေးစီကကီးကတ်ကိုလုပြီးတော့အဲထဲကိုမြန်ဝင်လာခဲ့လိုက်ပါတော့တယ်။ခွင့်ပြုချက်များပဲအဲထဲကိုဝင်သားတဲ့အတွက်လုံကြုံရေးကချောင်သာအောင်နောက်ကနေလိုက်ဖမ်းကြတာကြောင့်ချောင်သာလေးအဆောက်အဦကြီးထဲမှာဘဲကိုရောက်လို့ရောက်နေမှမသိပဲလှည့်ပတ်ပြေးနေရပါတော့တယ်။ဒါကြီးကိုလည်းလုံကြုံရေးကစစ်ဆေးနေကြပြီဖြစ်ပြီးတော့စာပိုင်းမှာတော့ဒါကြီးရဲ့ချက်လက်တွေနဲ့နာမည်ကိုမေးပေမဲ့ဒါကြီးကပြန်မဖြေတာကြောင့် လုံကြုံကဒါကြီးရဲ့အိတ်ကိုမှွေနှောက်ရှာပြီးတော့တင်နန်းသားကပ်ပြားကိုတွေးသွားခဲ့ပါလေ။ဒါကြီးလည်းဒီနေရာကသူမတို့အန်ရရှိလာနိုင်တယ်ဆိုတာကိုသိပြီးတော့စစ်စေးနေတော့မှာပဲမပြောမစိုးနဲ့အခန်းထဲကနေထွက်ပြေးလာခဲ့ပါလေ။ဒါမဲ့လုံကြုံကြီးတင်းကျပ်လို့မျိုးတော့အခန်းဖွဲ့စည်းတွေများလုံးနဲ့အဆောက်အဦကြီးထဲမှာဒါကြီးတောင်အချိန်ကြာကြီးမပြေးနိုင်တဲ့အတွက်လုံကြုံရဲ့လက်မှာပြန်မိသွားခဲ့ရပါလေ။ဒါကြီးကသူမကိုလွတ်ဖို့အော်ပြောတဲ့အခါခန်းတစ်ပတ်မှရှိတဲ့ချောင်းကြားလေးသူမဖြစ်သူတန်ကိုကြားလိုက်တာကြောင့်သူမဖြစ်သူအတန်ပေးပြီးသူမရောက်နေတာဖြစ်ကြောင်းကိုပြောလိုက်ပါလေ။အဲနောက်ချောင်းသားလေးဒါကြီးရှိတဲ့အခန်းဘက်ကိုဝင်သွားဖို့လုပ်ပေမဲ့ ခန္ဓာကားတွေကလောချထားတာကြောင့်တစ်ဖက်ခန်းကိုသွားလို့မရပဲဖြစ်နေခဲ့ပါတယ်။ဒါ යි ကလည်းလုံခြုံရေးလက်ကနေမရမကယုံထွက်လာပြီးခန်းတစ်ခန်းထဲမှာဝင်ပုန်းနေလိုက်ပါတယ်။ခရမ်းချတဲ့အခါမှာတော့ဒါ යි ဘုံနေခန်းထဲကိုလုံခြုံရေးကဝင်ရှာတဲ့အခါတစ်ဖက်မှာရှိတဲ့ပရင်းပေါက်တကားပွင့်နေအောင်မြင်သွားခဲ့ပြီးတော့ဒါ යි ကိုလည်းရှာမတွေ့တာကြောင့်လုံခြုံရေးနေပိတ်ချလိုက်ဖို့တခြားသူတွေစီတရင်လှမ်းပို့ပြီးတော့ခန်းထဲကနေပြန်ထွက်သွားခဲ့ပါတော့တယ်။ချောင်းကြားလဲတကားကိုသေးချာဖွင့်ကြည့်လိုက်တဲ့အခါတစ်ဖက်ကိုဝင်လို့ရသွားတာကြောင့်ဒါ යි ကိုအဆောက်အဦရဲ့တစ်ဖက်ချမ်းမှာလိုက်ရှာဖို့လုပ်ပါတော့တယ်။ အဲ့ချိန်ဘုံနေအခန်းကနေထွက်လာတဲ့ဓာကြီးနဲ့တွေ့သွားပြီးတော့နှစ်ယောက်တူထွက်ပြေးဖို့လုံကြပါလေ။ဇာဦးတဲကဓာလီကားတွေကအဆောင်နဲ့ပတ်သက်တဲ့အာဒီကတ်မရှိရင်သုံးလို့မရတာကြောင့်ချောင်းသားတို့လည်းအောက်ကိုဆင်းပြေးဖို့လှုပ်ချိန်လေကားထိတ်မှပဲလုံကြုံရင်းနဲ့ထပ်ပြီးတော့တိုးကြပြန်ပါလေ။ချောင်းသားမကြားခင်မှာရဲတွေရောက်လာတော့မှဖြစ်လို့အားလုံးကိုဖော်ထုတ်ပြမယ်ဆိုပြီးလုံကြုံရင်းကိုချိန်ချောက်တဲ့ကလုံကြုံရင်းကလည်းအဲ့လိုဆိုရင်တပ်သေးတွေဖြစ်တဲ့ချောင်းသားတို့ကိုခုပဲရှင်းပြမယ်လို့ပြန်ပြောပြီးတော့တိုက်ခိုက်ပါတော့တယ်။ချောင်းသားတို့လုံကြုံရင်းကိုတတ်နိုင်တော့ပြန်ခုခံရင်းနဲ့နေရာကနေထွက်ပြေးဖို့အတွက်ဓာကြီးကိုပြောလိုက်ပါလေ။ ဒါ යි ကအတော်ဖြစ်သူမပါပဲနေရာကနေထွက်မသွားနိုင်ဘူးဆိုပြီးတော့အတင်းကြီးနေပေမဲ့ချောင်းကြတော့ဒါ යි ရင်ထွက်သွားမှဖြစ်မယ်ဆိုပြီးတော့တောင်းဆိုနေတာကြောင့်ဒါ යි လည်းအကူကြီးတောင်းမှုအတွက်အောက်ကိုအမြန်ဆင်းသွားလိုက်ပါလိမ့်ချောင်းသားနဲ့လုံချုံကြီးကတော့တယောက်ကိုတယောက်တိုက်ခိုက်ကြရင်နေရာမှာပဲရုံးဝင်ဆိုင်ကတွေဖြစ်ပြီးတော့ကြံနေခဲ့ပါလိမ့်ဒါပေမဲ့လည်းကိုချောကဂျူဆောင်းမီဖမ်းထားတဲ့စီနီယာကိုသွားကယ်နေဖြစ်ပြီးနေရာရောက်တဲ့အခါမှာတော့ဂျူဆောင်းမီရဲ့လူတွေကိုအများနဲ့တယောက်အရင်ခုခံတိုက်ခိုက်နေရပါလိမ့်ဒဲစုကလည်းတပ်ဆိုင်ဌာနကရဲရာရှိတွေခေါ်လာပြီးတော့စာအုပ်တွေကိုဝင်ဖို့အတွက်ခွင်တောင်းနေမယ်လုံချုံကြီးတွေကဝင်ဝင်မပေးပဲရင့်နေကြပြန်ပါလိမ့် အချင်းဓာကြီးလည်းငိုယိုပြီးတော့အပြင်ကိုပြန်ထွက်လာခဲ့ပါလေဓာကြီးကတော့ဖြစ်သူတယောက်တည်းထဲမှာဒုက္ခရောက်ပြီးတော့ဂျန်နီကေကြောင့်ပြောလာတဲ့အတွက်ထဲဆုလည်းရမ်းစိတ်ပူပြီးတော့အထဲကိုပေးဝင်ဖို့အတွက်လုံချုံကြီးတွေကိုပြောရပြန်ပါလေချောင်းသားလုံချုံကြီးနဲ့တယောက်တစ်ပြန်တိုက်ခိုက်နေနေပဲလုံချုံကြီးရဲ့လက်ချက်နဲ့လေကားအမြင့်ကနေအောက်ကိုပြုတ်ချသွားခဲ့ပါလေတမမလည်းကိုချွာကျူဆောင်းပြီးလူတွေရဲ့လက်ချက်နဲ့ဒေါ်လေးအထိနာနေရပြီဖြစ်ပြီးချောင်းသားတို့ပြုတ်ကြတဲ့ဒဏ်ကြောင့်ခေါင်းထိသွားပြီးတော့နေရာမှာပဲလဲကျပြီးတော့သတိမိသွားပါလေအဲ့ဒီဖြစ်ပျက်ပြီးမဖြစ်ခင်နေကင်းမိုင်းလောက်တုန်းကချောင်းသားတယောက်ဒူမဖြစ်သူကို ကုမ္ပဏီလိုက်ဖို့ပေးဖို့လှုပ်ချိန်ဇန်ညွန်းစာရွက်မေးချန်ခဲ့တဲ့တော့အဆောင်ကိုတစ်ခေါက်ပြန်ယူခဲ့ရပါတယ်။အဲချိန်ဒါဟီကကိုချုံးနဲ့နှစ်ယောက်တည်းကြံနေခဲ့ပြီးတော့စုံတော့ကစုံတော့လို့မလုပ်ဘဲမန်နေဂျာလာလုပ်နေတာကြောင့်အတော်ဖြစ်သူကြိုက်နေလားဆိုပြီးတော့ကိုချုံးကိုမေးမြန်းဆက်ဆုပ်နေခဲ့တာပါ။ကိုချုံးလည်းဒါဟီရဲ့မေးခွန်းကြောင့်ဆက်ကူဆက်ကန်းဖြစ်သွားပြီးတော့သူအမှန်တိုင်းဖြေပြီးမှမလို့သူပြောတာလေလွတ်ဝဲပေးထားပါဆိုပြီးဒါဟီကိုပြောလိုက်ပါတယ်။အဲနောက်ကိုချုံးကသူကအင်စရာဝော့ဝော့ကဲအောင်မြင်ငယ်တုန်းကအင်စရာရဲ့အမာခံပြိတ္တတယောက်ဖြစ်ခဲ့ကြောင်းနဲ့အဲချိန်လုံးကအင်စရာဆိုရရန်အောင်မြင်ပြီးတော့အင်စရာပေါ်သူဘလောက်ထိ အယူမှုဖြစ်ခဲ့ရာအကြောင်းတွေကိုဝမ်းသာအားနဲ့ဓာတ်ရိုက်စီမှာရင်ဖွင့်နေခဲ့တာပါကိုချောပြောနေတဲ့စကားတွေကိုတော့ဇန်ညုံယူပြီးတော့ပြန်လာတဲ့ချောင်းသာတယောက်ကားနောက်ကနေနားထောင်ရင်းနဲ့ကြိတ်ပြီးတော့ဂျေနတ်နေခဲ့ပါလေအဲနောက်ချောင်းသာပြန်လာချိန်မှာတော့ကိုချောလည်းပြောလဲဆစကားကိုရက်လိုက်ပြီးချောင်းသာတော့ကိုချောရဲ့သူမဘော်အယူမှုဖြစ်ခဲ့ရာဆိုတဲ့စကားတွေကိုပြန်တွေးပြီးတော့ဂျီနူးနေတုံးပါပဲဇကားလေးကဒီနေရာမှာတခန်းရက်သွားခဲ့ပြန်ပါလေခင်ဗျာ